ဒီနေတိုးတို့ချူးလေးတို့ဆိုတာပေါ့နော်အဲသူတို့တွေတေးကြတယ်အခိုင်ပြီမတွားရဲဘူးတေးကြတယ်သူတို့ထိုင်ပြီးဆူတောင်းနေတော့မအောင်မစင်းနဲ့ပဲဆူတောင်းနေတော့ပေါ့နော်အဲတကယ်ကိုဒါကျွန်တော်တို့တော့ဒါဘယ်လိုပြောမလဲဟိုနားလည်ပြီးလို့မရဘူးဗျာတိလားရခိုင်မှာဘာတွေဖြစ်နေလဲစစ်ကောင်စီကရခိုင်နဲ့ပတ်သက်လို့ဘာတွေလုပ်နေလဲအားခက်တော့အေးရှိပါရဲ့ဆိုတဲ့နေရာပေါ့နော်အဲ့လိုနေရာမျိုးတွေကိုစစ်ကောင်စီကတိုက်ပွဲမရှိဘဲနဲ့ဘုံကျဲနေရတယ်အများကြီးရှိတယ်ဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရကျင်လို့ကြွတော့လို့တာဒီမှာ ဘုံထောင်တိုင်းတော်လှန်ရင်မဟုတ်ဘူးကွာမင်းတို့ရည်ရချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့တိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာဒါစစ်ကောင်စီကဒါဝါလာဖြန့်တဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါပရိုပဂန်ဒါလှုပ်လာတယ်စိတ်သက်စစ်စင်လှုပ်လာတယ်အဲ့ဒါကဒါ လူကြိုက်များတဲ့တရုတ်ဆောင်တွေပေါ့နော်ဒါဖက်ကွက်စားတွေလို့ပဲပြောရမှာပေါ့ဗျာအဲ့လိုမျိုးတရုတ်ဆောင်တွေကိုငားရမ်းပြီးရရိုက်ကူးထားတယ်ဒါဒါကြောင့်တော်လန်ရေးကိုတယောထားတဲ့ပုံစံမျိုးရွေးကောက်ပွဲကိုတည်ထားတဲ့ပုံစံမျိုးအဲနိုင်ငံရေးပါတဲ့ဒီ policy စကားတစ်ခုကိုသူတို့ထုတ်လွှင့်ခဲ့တယ်ပေါ့နော်ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဒီနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင် အဲ့ဒါကဒါခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုပြီးတော့ဒါသူတို့နာမည်ပေးထားတာပေါ့အဲ့ဒီထဲမှာဆိုရင်ဒါတရုတ်ဆောင်နေပါတယ်နေတိုးမြင့်မြတ်နေဝင်းအေးချမ်းမောင်ချူးလေးမင်းမြင့်မို့ဒါစားရလဲပါတယ်ပေါ့နော် ပြီးရင်ဒါတွက်လက်တို့အာဒီလိုမျိုးកောင်မျိုးကြီးလဲပါတာပေါ့အဲ့တော့ဒီဒီဟာကဒါတကယ်ပြောရင်တော့ဒါဝါရဖြတ်နဲ့ဇက်ကားဆိုတဲ့ဟာကိုကျွန်တော်ပြည်သူတွေကလည်းသိရှိပြီးသားဖြစ်တယ် ဒါပေမဲ့သူကစစ်ကောင်စီကအခုနောက်ပိုင်းမှာစိတ်သက်စစ်စင်ရေးကိုအဲစနစ်တကျပုံစံမျိုးတွေလုပ်နေတာလည်းရှိလာတယ်ပေါ့နော်အဲ့တော့ခင်အောင်ထင်မှဖြစ်နေတဲ့အဖွဲတွေအဲပြီးရင်ဒါနိုင်ငံရေးကိုကိုယ်နဲ့မဆိုင်ဘူးတွေးနေတဲ့အဖွဲတွေပေါ့နော်အပြီးတော့ကျတော့ဒီဥစ္စာတွေကဒါနောက်တော်လန်ရေးကိုဝေဝေဝါဖြစ်သွားစေနိုင်တဲ့အချက်တွေကလည်းရှိနေပြန်ရောအဲဒါကြောင့်ကျွန်တော်တို့ကမပြောလို့လည်းမဖြစ်ပြန်ဘူးပေါ့နော်ပြီးတော့ဒီလိုမျိုးတရုတ်ဆောင်တွေကိုကျွန်တော်တို့တော်လန်ပြည်သူတွေကဘယ်လိုမျိုးတွေလှုပ်ဆောင်နေကြပြီလဲအဲဘယ်လိုမျိုးတွေတုံ့ပြန်နေကြပြီလဲပေါ့နော်တချို့ကြတော့လည်းအရန်ကိုနားလည်းပေးကြတာရှိရယ်လေနော်ကျွန်တော်တို့ဒါ ကျောင်းမြန်မာလူမျိုးတွေကသိရတဲ့အတိုင်းပဲပြတခုခုဆိုရင်အရန်ဖြစ်တွေးပေးတတ်တာပေါ့နော်ဒါပေမဲ့လည်းအခုကိစ္စကဖြစ်တွေးလို့ရမရဆိုတဲ့အပိုင်းနေလည်းရှိတာပေါ့အဲ့တော့ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့ဒါဒဇွန်းတစအကုန်လုံးကျွန်တော်မကြည့်သေးဘူးဘာလို့လဲဆိုတော့ဒီဟာပြောရမယ့်အချိန်မှာစိတ်အဆင်မပြေပါဆိုလို့ပေါ့နော်အခုကြည့်ရတဲ့ device တစအကွက်လေးတောင်မှပဲတော်တော်လေးကိုယွန်စရာကောင်းပြီးတော့ဟိုပြန်ပြီးပြောချင်းတော့ဗျာသိလားဟိုတော်တော်ကိုယွန်စရာကောင်းတယ်ဟိုစစ်ကောင်စီက तू ဖြစ်စေချင်တဲ့ policy စကားတွေကိုဒီဇက်ကောင်တွေကိုအသုံးပြုပြီးပြောခိုင်းနေတာပေါ့နော်အဲအဲဥစ္စာတွေကိုတွေ့ရတော့ ော်တော်လေးယုံမုံမိတာပေါ့ဗျာအဲ့တော့ဒီစီဒီယံဝန်ထမ်းတွေကိုဖဲ့ထားတယ်ပေါ့နော်အဲဆီယမကဆီယမအလုပ်လုပ်ရမှာပေါ့ပေါ့နော်အဲဒါစီဒီယံလုတ်သွားတာတွေဘာတွေနဲ့ပတ်သက်လို့ပေါ့နော်ဒါမှုချိုးမြစ်ချိုးပြောထားတဲ့ပုံစံမျိုးရှိတယ်ဗျာအဓိကတော့ဒါအဲ့လိုမျိုးစီဒီယံလုတ်သွားတဲ့သူတွေထွက်သွားတဲ့သူတွေအဆင်ပြေကြရလားပေါ့အာဘယ်အဆင်ပြေမလဲသူတို့ခက်ခဲတော့နောက်ဆုံးကျတော့ပြန်လာရတာပဲဆိုတဲ့ပုံစံမျိုးတွေနဲ့ဒီစီဒီယံဝန်ထမ်းတွေရဲ့ဒါတိတ်ခါကိုလည်းစော်ကားသွားတာရှိတယ်ပြီးတော့ဒီဆရာဝန်ဆိုတဲ့ကောင်ပေါ့နော်ဒါနေတိုးဆိုတဲ့ကောင် ိုက်ကောင်ကလည်းပြောသေးရအားဆရာဝန်ကဈေးမကူရဘူးဆိုတော့ဒီဆေးလာခုတဲ့ဇူနာတွေကိုဘလုံးမျိုးဟွာဖြစ်ရမှာလဲငါတို့ចောင်းမှာဆိုထားတဲ့တစ္ဆာတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဟာအဲ့လိုမျိုးပုံစံမျိုးတွေပြောသွားတော့တကယ်အမြင်ကက်စရာဒီတရုတ်ဆောင်တွေဆိုရင်ဒါရှေ့ပိုင်းကာလမှာဒါလူလူနဲ့အတူပေါ့နော်ဆန္ဒပြတဲ့အချိန်မှာဟာလက်သုံးချောင်းတွေကိုထောင်မှတ်ပြီးတော့ထောင်ဝင်ရယ်လေဘင်းကြောတွေထောင်ထွက်နေအောင်လို့ဒါပြည်သူလူလူနဲ့အတူတူရက်တီပြခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေလောက်ခဲ့သေးတာနော်တရုတ်ဆောင်ဆိုတဲ့အတိုင်းတကယ်ကိုတရုတ်ဆောင်တော်တယ်လို့ပြောအခုကြတော့လည်းကြည်လာအောင် ဒါမျိုးပေါ့နော်စစ်ကောင်စီရဲ့ဝါရဖျက်ဇကားမှာပေါ့နော် ပြည်သူတွေယုံမုံလာပါကြီးရဲ့ဆိုတဲ့ဇကားမျိုးတွေကြီးပဲသွားပြောပြနေလားအဲ့ဒါကြီးကဒါလက်ခံနိုင်စရာတော့မရှိဘူးဗျအဲ့တော့တော်လိုင်းကြီးရဲ့ပုံရိပ်တွေကိုကြဆင်းအောင်လုပ်တယ်ပြီးတော့ဒီပေါ့ပြပြဇက်ကောင်နေပေါ့နော်အဲ့ဒီဇက်ကောင်နေကကြတော့တော်လိုင်းကြီးကိုစိတ်ဝင်စားတဲ့ပုံစံမျိုးနဲ့တော်လိုင်းကြီးကြောင်းလဲသိမ့်နားမလဲဘူးတိလဲတိကျင်တယ်စိတ်ဝင်စားတယ်ဆိုတဲ့ပုံစံမျိုးလုပ်ပြတယ်ဗောဗျအဲ့လိုဟာမျိုးတွေကိုလည်းဒါတွက်လက်လုပ်ကောင်မျိုးတွေနဲ့ပြထားတာရှိတယ်ပြီးတော့ဒီရွာထိတ်မှာ မိုင်းလာထောင်တဲ့ဖြစ်စဉ်တွေလည်းပြတယ်ဗောနော်ရွာထိပ်မှာဒါမိုင်းလာထောင်တဲ့အချိန်မှာဒီနှစ်ယောက်ကိုဗောနော်ဟာမင်းတို့ကောင်တွေမှားနေပြီမိုင်းထောင်တဲ့တော်လည်းရင်မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေပြောတယ်အဲ့အချိန်မှာဒီမိုင်းထောင်တဲ့နှစ်ယောက်ကပြန်ပြောတဲ့ဟာကမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကိုမြရရောက်တားမှာပဲဆိုတော့ဒါဒေါ်လာရေးတပ်ဖွဲ့တွေဘက်ကပြောတဲ့ဟာမျိုးတွေကိုတို့လုတ်ပြနေတာဗောနော်အမအောင်ခိုင်ဆိုရဲကောင်ပါဗောနော်ဒါဒါစစ်တပ်ကအုပ်ချုပ်တာလည်းမလိုချင်ဘူးဟဲ့ရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့ဒါသက်ဆိုင်ရာတွေကဘာလုပ်ရမှာလဲဗောနော်ရွေးကောက်ပွဲဖြစ်မှမင်းတို့လိုချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာလို့စစ်တပ်ကအုပ်ချုပ်တာမလိုချင်ဘူးလေရွေးကောက်ပွဲလည်းမလုပ်ဆဲချင်ဘူးလေဘာဖြစ်လို့လဲဆိုတာအဲ့စစ်တပ်ကပဲအုပ်ချုပ်လို့ရအောင်ရွေးကောက်ပွဲလုပ်မှာလေ သဘောပေါက်တယ်မလားဒါကျွန်တော်ပြောအဲ့ပြည်သူတွေကတော့အကုန်သိတယ်ဗျာဒါအုံနောက်ရှိတဲ့ပြည်သူတွေကတော့အကုန်သိပါတယ်ဒါပေမဲ့ဒီကောင်ကြီးလုံနေတဲ့ဟာကြီးကတကယ်ကို policy ပုံစံမျိုးတွေဖြစ်နေပါဘောနော်စီးရင်နိုင်ငံရေးပဏိတပခတွေကိုပေါ့နော်ဒါအဆုံးသက်ပေးနိုင်တာကဒါရွေးကောက်ပွဲပဲဆိုပြီးတော့နောက်ဆုံးဒီရွေးကောက်ပွဲကိုပဲသူတို့ဖြစ်မြောက်အောင်လုပ်နိုင်ဖို့အတွက်စီးရုံးနဲ့ policy ဇာကားပုံစံမျိုးသူတို့ရိုက်ရိုက်လွင့်သွားတာပေါ့နော်အဲ့တော့ဒါကတော်တော်လေးယွန်စရာကောင်းတယ်ပေါ့နော်အဲ့တော့ဒါခုနပြောသလိုပေါ့ဗျာဒါမိုင်းလာထောင်ကြောက်ထိတ်မှာမိုင်းလာထောင်နဲ့ကလေးတယောက်ဒါထိခိုက်သွားတယ်ပေါ့နော်အဲဥစ္စာနဲ့သူတို့ပြထားတယ်တကယ်ကြတော့ စဉ်းစားကြည့်လိုက်စစ်ကောင်စီဘုံကျဲလို့ဒါမိသားစုလိုက်ပျောက်သွားတာရှိတယ်ကလေးတွေအများပြားတည်ဆုံသွားတာရှိတယ်စာတင်ကျောင်းတွေဆေးရုံတွေဘုံကျဲခံလဲရတာရှိတယ်ဘုံကြီးကျောင်းတွေဘုံကျဲခံရတယ်ဖျားကျောင်းတွေဘုံကျဲခံရတယ်အာအပိုင်းပိုင်းဆဆပြတ်သွားတာရှိတယ်အဲ့လိုမျိုးပုံရိပ်တယ်အဲ့စကားထဲမှာမပါဘူးဟုတ်တယ်ဒီဘက်ကအမဲတော်လိုင်းကိုအားပေးပါတယ်ဆိုတဲ့သူတွေရဲ့လောက်ရက်တွေကိုမိမောင်းထိုးတဲ့ပုံစံမျိုးနဲ့လှုပ်ပြသွားတာဒါတွေကအဖျက်မောက်လုပ်ငန်းတွေဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ပြသွားတိတ်ယွန်စရာကောင်းတယ်ပြတာတိတယ်ဒီဝါမှနေတယ်ဒီဝါရေကိုတောက်တယ်ပြီးတော့ဒီဝါကိုမျိုးဘုံတောက်တယ် ဘင်းတို့ရွေချက်ကပါလေဟမ်တော်ရွေချက်ခံရတာရှင်းရလို့တော်နေပြီပြီးတော့ဒါရွာသူရွာသားတွေကိုဒါရွေကောက်ပွဲမဲပေးဖို့စီယုံတဲ့ဟာတွေပြတယ်ဗောနော်အဲ့တော့ရွာသူရွာသားတွေရဲ့နေအိမ်တွေကိုမီးရှို့တာမပြဘူးရွာသူရွာသားတွေကိုတစားကန်အနေနဲ့ဖမ်းခေါ်သွားတာတွေနော်ပြီးရင်ဒါလူသားတိုင်းအနေနဲ့ဖမ်းခေါ်သွားတာတွေပြီးရင်ဖမ်းခေါ်သွားပြီးတော့တတ်ပြစ်ခဲ့တာတွေမီးပုံရှို့ပြစ်ခဲ့တာတွေဒါမျိုးတွေမပြဘူးခေါ်ရတယ်နောက်နေ့အလောင်းနေလာပြန်ယူခိုင်းတယ်အာချို့ဟာဆိုရင်အလောင်းတော့မှမပြီးသားတော့ဘူးဒါမျိုးပုံစံမျိုးတွေမပြဘူး ရွာကနေမြောက်ခေါ်သွားရွာကိုဝင်စီးတယ်ရွာကိုဝင်စီးပြီးတော့ရွာသူရွာသားတွေဒေသခံတွေကိုအသားတွေပါလွှာသွားတဲ့အထိပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ရရဆက်ဆက်ကြီးဗျာတခါမှမမြင်ဘူးမကြားဘူးတဲ့ပုံစံမျိုးတွေနဲ့တက်ဖြတ်သွားတာရှိတယ်ခေါင်းတွေကိုခြံစည်းရိုးထိတ်မှချိတ်ထားခဲ့တာတွေရှိတယ်အဲ့လိုမျိုးဟာမျိုးတွေမပါဘူးအဲ့ဒါစစ်ကောင်စီလုပ်တာလေ ဲ့လိုဟာမျိုးတွေမပါအောင်မယ်ဒါမဲပေးဖို့စီယုံတဲ့ဟာမျိုးတွေကြတော့ထည့်ပြီးတော့ပြသွားတယ်ပေါ့နော်ပြီးတော့ကြတော့လုံသေးတယ်ဒါရွေးကောက်ပွဲကိုဝေဖန်နေဆိုရင်ဒါအေးအေးယူခံရမယ်ဆိုတဲ့ပုံစံမျိုးပြသွားသေးတယ်အဲ့ဒါကလည်းဒါလူတို့ကိုပေါ့နော်တစ်ဖက်လက်နဲ့သတိပေးတဲ့ပုံစံမျိုးချိန်ချောက်တဲ့ပုံစံမျိုးပဲရွေးကောက်ပွဲကိုလာမွေဖန်နဲ့ငါတို့လုပ်တဲ့ရွေးကောက်ပွဲကအမှန်ပဲငါတို့လုပ်တဲ့စီမင်းစည်းကမ်းကအမှန်ပဲငါတို့လုပ်တာကိုပဲမင်းတို့ထောက်ခံရမယ်အားပေးရမယ်ရွေးချယ်ရမယ်ဆိုတဲ့ပုံစံမျိုးလုပ်သွားတာတည်သူပန်းဘာမှလွတ်လပ်ပိုင်ခွင့်ဘာတစ်ခုမှမရှိဘူးနော်မျှတလာလည်းမရှိဘူးနော်ဘာမှမရှိဘူး ဘာမှလည်းမပြောရဲဘူးအဲ့လိုမျိုးဘာမှမပြောရဲဘဲနဲ့လှုပ်တဲ့ရွေးကောက်ပွဲကိုသူတို့ကမျှတာတယ်ထင်နေတာအဲအဲ့ဥစ္စာကိုလှုပ်သွားတာကလည်းဒါဒါသူတို့တစ်ဖက်လက်နဲ့ပေါ့နော်ဒါပြည်သူကိုချင်းကြောက်သွားပါပေါ့နော်ပြီးတော့ပြည်သူကအကြမ်းဖက်ပြီးတော့ဆန္ဒပြတဲ့ပုံဖော်တယ်ဒီဇကားထဲမှာပေါ့နော်အဲ့တော့ပြည်သူကိုအကြမ်းဖက်တာမပြဘူးဆန္ဒပြဖြစ်စဉ်တွေမှာပြည်သူကိုဖြိုခွဲတာတွေမပြဘူးပြည်သူကိုရဲဆက်ဆက်ခေါင်းတွေတည်ပြီးတော့ပြစ်လိုက်တာတွေမပြဘူးအာပြီးရင်နောက်နေ့ဒါအလောင်းလောင်းလာကောက်ခိုင်းတာတွေမပြဘူးအထိသွားတယ်ဆန္ဒပြပွဲမှာသူတို့ပြစ်လိုက်တော့ထိသွားတယ်ကောက်ဆွဲပြီးတော့ကားပေါ်တင်သွားတဲ့ဟာတွေမပြဘူး အာပြီးရင်အိမ်နေတဲ့အထိဂျိုကြားဂျိုကြားအထိလိုက်ပြီးတော့ဒါလက်နဲ့တင်နဲ့လိုက်ပြီးတော့ပြစ်ခတ်တဲ့ဟာမျိုးတွေတနက်တွေနဲ့ပြစ်ခတ်တာမျိုးတွေမပါဘူးနော်အဲပြည်သူကပြန်ပြီးတော့အကျန်းဖတ်သွားတဲ့ပုံစံမျိုးကိုသူတို့ကပြသွားသေးတာအတိတ်ကတော့ဒါကသူကအကျန်းဖတ်ဖြိုခွဲလို့လက်နက်ကင်လမ်းစဉ်ကိုသွားပါတယ်ဆိုတဲ့ဟာကိုဖျောက်ချင်တာ ဒီကောင်နေအကျန်းဖက်ဖြိုခွဲလိုက်လို့ဆန္ဒပြတဲ့ပြည်သူတွေကိုအဲ့လိုမျိုးအကျန်းဖက်လိုက်လို့လက်နက်ကင်လမ်းစဉ်ကိုရွေးလက်ရတယ်ဆိုတဲ့အကြောင်းပြချက်ကိုမပြကျင်တော့ခြံထားကျင်တော့ဒီလိုမျိုးပုံစံဖြောက်ပြစ်တာပါနော်အဓိကတော့ပြည်သူအကြောင်းမလို့ပြည်သူကဒီလိုလုံးလို့သူတို့ကဓာတ်တွေလုံးရတာပါအဲ့လိုလူတွေကအကျန်းဖက်တွေပါဆိုတဲ့ပုံစံမျိုးပြန်ပြီးပုံပုံသွားတာဟာအဲ့ဒီကောင်နေစိတ်နဲ့စစ်စစ်ရင်တော့မလွယ်ဘူးတကယ်ကိုကြောက်စရာကောင်းတယ်ပေါ့နော်အဲ့တော့ခုနပြောတဲ့ဒီတယောက်ဆောင်နေဆိုရင်လည်းဒီမင်းသားတွေမင်းသမီးတွေပေါ့ဗျာမင်းသားမင်းသမီးထားပါတော့ပေါ့နော်ဖက်ခွက်စားတွေပေါ့နော်အဲ့ကောင်နေဆိုရင်လည်းဒါဆန္ဒပြတော့ကအကုန်ပါတယ် အဲဒေါ်လာရင်းအောင်တဲ့နေ့ကတော့ဒါသူတို့တွေအတွက်လည်းဒါမလွယ်ဘူးပေါ့နော်မလွယ်ဘူးတကယ်ဒေါ်လာရင်းဒီကောင်တွေကတေးကြတယ်ဒေါ်လာရင်းမအောင်မလာစီနဲ့ဆိုပြီးတော့ဆူတောင်းနေရမယ်အဖြစ်မျိုးရောက်သွားပြီနော်တကယ်အခုသူတို့ကြိုက်ထားပါတယ်ဆိုတဲ့ဟာတွေသူတို့ပြောသွားပါတယ်ဆိုတဲ့စကားလုံးနေပြီးရင်သူတို့တရုတ်ဆောင်သွားပါတယ်ဆိုတဲ့ဟာတွေအကုန်လုံးကဒေါ်လာရင်းတက်ဖွဲ့တွေကိုစော်ကားတာဒေါ်လာပြည်သူကိုစော်တာစော်ကားတာဓမ္မဓမ္မကိုအားပေးတဲ့သူတွေကိုစော်ကားတာပေါ့နော် ဲ့တော့အစတုန်းကတော့အမျိုးမျိုးတွေးကြတယ်မျိုးမျိုးတွေးတယ်ဆိုတာကဩဒီလိုလူတွေဒီလိုမျိုးတရုတ်ဆောင်တွေကသူတို့မှလောက်တတ်တာဆိုလို့ဒါလေးပဲရှိတာပါဆိုပြီးတော့ဖြည့်တွေးပေးကြရပြီးသူတွေအများကြီးရှိတယ်နော်ပြည်သူကတကယ်ချစ်ဖို့ကောင်းတယ်ပြည်သူကိုစော်ကားတာမင်းတို့ကောင်းနေကြအဲ့ဒါပြည်သူကတကယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ဖြည့်တွေးပေးကြရရှိတယ်ဩဒီလိုပဲချင်းချောက်ခံရတော့ဩသူတို့တွေလည်းပွဲတွေတက်ရှာမှာပဲဩမလာမနီယာကြီးလုံနေတာဆိုတော့ဩရန်သူနဲ့အနီးကပ်ကြီးနေနေရတာဆိုတော့ဒါမျိုးပုံစံမျိုးတွေဖြည့်တွေးပေးကြရတယ်အဲ့ဒါတော့ဒါနေတိုးချူးလေးဒါသူတို့ဆိုရင်ပို့ဆိုးတယ် သူတို့ဆိုရင်ရခိုင်ပေါ့နော်ရခိုင်အခုအေးအေးဘာတွေဖြစ်နေလဲရခိုင်မှာဘာတွေဖြစ်နေလဲစစ်ကောင်စီကရခိုင်နဲ့ပတ်သက်လို့ဘာတွေလုပ်နေလဲအားခတ်တော့အေးရှိပါတယ်ဆိုတဲ့နေရာပေါ့နော်အဲ့လိုနေရာမျိုးတွေကိုစစ်ကောင်စီကတိုက်ပွဲမရှိဘဲနဲ့ဘုံကျဲနေတာတွေအများကြီးရှိတယ်ဒီကောင်နေအုပ်ချုပ်လို့မရတော့ဘူးအားခတ်တော့အေးကတိန်းထားပြီးပြီအဲ့လိုတိန်းထားပါတယ်ဆိုတဲ့နေရာမျိုးတွေမှာစစ်ကောင်စီဘက်ကနေပြီးဘုံတွေသွားကျဲလို့ဒါကလေးတငယ်တွေတိတ်ဆုံးတာတွေအများကြီး ေသခံပြည်သူတွေထိခိုက်တာတွေအများကြီးအခုဆိုရင်နောက်ပိုင်းပို့ပို့ပြီးတော့ပြင်းထန်လာတယ်အခုကြောက်ဖြူမှာဆိုရင်လက်နက်ကြီးဒါပြီးရင်ရေကြောင်းဒီကနေပြီးတော့ပြစ်ခတ်တဲ့ဟာတွေကြောင့်မလို့ဒေသခံတွေရဲ့အိမ်တွေအကုန်ပျက်စီးဆုံးရှုံးပြီးရင်ဒါချုပ်နေရာတွေမှာကြည့်လိုက်အဲ့ရွာတွေဒေသခံတွေရဲ့အိုးအိမ်တွေကိုဖျက်ဆီးပြီးတော့ဘန်ကာဆောက်ပစ်တာကဲအဲ့ဒေသခံတွေရဲ့အိမ်တွေနော်အဲ့ဥစ္စာတွေသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုအခုလိုမျိုးနှင်ထုတ်ပစ်တယ်နှင်ထုတ်ပစ်ပြရတယ်အဲ့အိမ်တွေကိုဖြိုချပျက်စီးပြီးတော့သူတို့အတုံးလုံးနေတဲ့ဘန်ကာတွေဆောက်ပစ်တယ်အဲ့တော့ဒေသခံတွေဘလောက်ဒုက္ခရောက်လဲရခိုင်ပြည်သူလူလူဘလောက်ထိ ဒုက္ခရောက်လို့ကျွန်တော်ပြောကဲဘယ်တော့မှဒနာစရာကောင်းလဲဟာသူတို့အခုချိန်ဒီဒါသူတို့လွတ်မြောက်သေးဘူးเนาะမလွတ်မြောက်သေးတပြည်လုံးအနေနဲ့မလွတ်မြောက်သေးသူတို့ခံနေရတဲ့ဒုက္ခဆင်းရဲတွေအများကြီးရှိတယ်စစ်ကောင်စီကသူတို့ဘက်တွေကိုပိတ်ထားတာတွေအများကြီးရှိတယ်အလုံးဝဒါဖြက်လေးဖြက်ပုံစံမျိုးနဲ့ပိတ်ထားတာအဲ့ဒီဘက်ကိုကုံစီဆင်းဆင်းမှုလုတ်ပေးလိုက်ရင်တော့မှသူတို့စီကဗိုလ်ချုပ်လို့အစ်စ်မျိုးကောင်တွေတောင်မှပဲချက်ချင်းအေးအေးယူပြစ်တာအဲ့ဒါဆိုလူတို့ကိုဒီလောက်ထိနှိမ့်ဆက်တက်ပြက်ညှင်းမှန်းနေပါတယ်ဆိုတဲ့နေရာမျိုး အဲ့လိုမျိုးရခိုင်မှာအဲ့လိုဖြစ်နေတာဗျာဒါနေရာတိုင်းတော့ဖြစ်နေတာပေါ့နော်ဒါပေမဲ့ဒီရခိုင်လူမျိုးတွေအနေနဲ့ပြောပြတာပါဒီနေတိုးတို့ချူးလေးတို့ဆိုတာပေါ့နော်အဲ့သူတို့တွေတေးကြတယ်ရခိုင်ပြည်မတော်ရဲဘူးတေးကြတယ်သူတို့ထိုင်ပြီးဆူတောင်းနေတော့မအောင်မစင်းနဲ့ပဲဆူတောင်းနေတော့ပေါ့နော်အဲတကယ်ကိုဒါကျွန်တော်တို့တော့ဒါဘယ်လိုပြောမလဲဟိုနားလည်ပြီးလို့မရဘူးဗျာတိလားအခုဖြစ်နေတဲ့လူလူတွေခံစားနေရတဲ့ဟာတွေထဲမှာအများကြီးရှိပါတယ်။ပြည်သူတွေပေါ့နော်။သူတို့အခုဒါဆရာဝင်ဆိုတဲ့ပုံစံမျိုးတွေလုပ်ပြတယ်ဗျာ။ဆရာဝင်စေးမကောစေးကူရတယ်လေ။တကယ် တန်ဖိုးရှိတဲ့အသက်တွေကိုကယ်ရတာလေတန်ဖိုးမဲ့နေတဲ့ကောင်တွေပြည်သူကိုနှိပ်ဆက်တက်ဖြတ်နေတဲ့ကောင်တွေရဲ့အသက်ကိုဘောက်ကယ်မှာလေဟုတ်ပြီအဲ့လိုမျိုးအဖွဲ့အစည်းကိုဘာဖြစ်လို့အထောက်အကူဖြစ်နေနေမှာလဲဒါကြောင့်မလို့စီဒီအန်လောက်ခလောက်ခဲ့ကြတဲ့ဆရာဝန်ကြီးတွေအများကြီးရှိတယ်ဆရာစော်ဝေဆိုးလို့ပါလို့ဆိုကြည့်ဒါကျွန်တော်ပြောဟုတ်လားကိုဂျိုးအတွက်သာစဉ်းစားမယ်ဆိုရင်သူအေးစင်းနေလို့ရရလေဒါပေမဲ့အဲ့လိုမဟုတ်ဘူးလေတကယ်ဒါလုံးဝတန်ဖိုးရှိပါရဲ့ဆိုတဲ့လူရဲ့အသက်တွေကိုကယ်ရမှာတန်ဖိုးမရှိတဲ့ကောင်တွေကိုကယ်ဖို့အတွက်ပဲအဲ့ဘက်မှာနေနေတယ်ရက်တည်နေတယ်ဆိုရင်တော့ ဒါကတော့တစ်မျိုးပေါ့အဲတော့ကျတော့အဲ့လိုမျိုးဒါဇက်ရုပ်တွေမှာဒါတည်ရုပ်ဆောင်ထားရတယ်ဆိုတဲ့ဟာတွေကလည်းတော်တော်လေးတော့လက်မခံနိုင်စရာတော့တွေ့ရတယ်ပေါ့နော်ဒါကျွန်တော် တကူလည်းအမြင်ပါဒါပြည်သူတွေလည်းဘလို့ဖြစ်နေမလဲတော့မပြောတတ်ဘူးပေါ့နော်ဒါဒါကျွန်တော်ချိုးစကလုံးတွေကျန်းသွားရဆိုရင်လည်းခွင့်လို့ပေါ့နော်နောက်တစ်ခုကဒါနေဝင်းတို့မေမြင့်မိုးတို့အေဂျင့်မောင်တို့ဒီအဖွဲ့တွေဆိုရင်သူကအာနာသိမ့်ပြီးမှအဲ့ဒါတိမ်ပြီးမှသူတို့တရုတ်ဆောင်နဲ့ပုံစံမျိုးတွေနဲ့ဒါသူတို့လူသိများပြီးတော့ဗောနော်အဲလူသိများဒီတရုတ်ဆောင်လောကမှာလူသိများသူက ဒီ academy ကိစ္စမျိုးတွေ academy တွေပါရခဲ့တာပါเนาะအဲ့တော့ဒီလိုកောင်မျိုးတွေကိုလည်းတမင်ရွေးချယ်ထားတယ်စစ်ကောင်စီကတမင်ရွေးချယ်ထားတာလူသိများအောင်လုပ်တယ်လူကြိုက်များအောင် လုပ်တယ်လူလူတို့ကနေပြီးတော့ထောက်ခံတဲ့ပုံစံမျိုးဖြစ်အောင်လုပ်တယ်လုပ်ပြီးမှသူတို့တွေကိုပြန်ပြီးအသုံးချထားတာပါเนาะအမ်အဲ့ academy ပေးထားတာလကားပေးထားတာမဟုတ်ဘူးလာပြီလေအခုကောင်းနေပါညင်းပါလေညင်းလို့လည်းမရဘူးပြင်ဒီကောင်းနေကိုယ်တိုင်စိတ်ပါတဲ့ပုံစံမျိုးကြီးတွေမြင်နေရတော့ဗျာတကယ်ရှင်းသားကြပြီပေါ့เนาะအဲ့တော့အခုသူတို့ ရိုက်နေပါလေဆိုတော့ဒါကုမ္ပဏီတွေပေါ့နော်အဲ့ဒါကမင်းအွန်လိုင်းသမီးကုမ္ပဏီနဲ့ဆက်ဆက်တဲ့ကုမ္ပဏီတွေကြီးပဲဒီရုပ်ရှင်ထုတ်လို့ရနေပတ်သက်ပေါ့နော်အဲ့လိုကုမ္ပဏီတွေကကြီးပဲရိုက်တာဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အကုန်လုံးကမကင်းရမကင်းချောင်းကြီးပေါ့ဗျာဒါကြီးอ่ะပေါ့နော်ဒါလူတို့ကိုလှည့်ပြီးတော့သတွေးနဲ့ထွေးလိုက်တဲ့ပုံစံပေါ့ဗျာအဲ့တော့အခုတို့ဘာဖြစ်နေပြီလဲဆိုတော့ဈေးခံနေရဈေးခံမှာပေါ့ဒါလူတို့ကိုစော်ကားတာဟုတ်တို့ post တွေအောက်မှာတို့ရဲ့ account တွေအောက်မှာ account တွေထဲမှာတွကြည့်လိုက်တဲ့ခါကျတော့လူလူကတော်တော်လေးကိုအမြင်ကက်သွားပြီပေါ့ဗျာအဲလူလူထောက်ခံမှုကြပြီပေါ့နော်လူလူက ဆဲတာမှာပိုးစိုးပဆက်ပုံစံမျိုးတွေဆဲတာပေါ့အဲ့တော့အဲ့လိုမျိုးတွေဖြစ်မှန်းမသိဘူးလားတို့ဒီဥစ္စာတွေရိုက်မယ်ဆိုတဲ့ချင်းတိတာပေါ့တိတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ထိကြီးမားပြင်းထန်နေတဲ့တိုက်ပွဲတွေဒီလောက်ထိလူတို့ကထောက်ခံအားပေးနေတဲ့ဒီတော်လန်ရေးအရှိန်တွေဒါတွေကိုလည်းတို့သိတာပေါ့တို့လည်းအနာနဲ့သုံးရတယ်တို့ပတ်စားမှာမဟုတ်လားအဲ့ကြအဲ့လိုမျိုးတိတဲ့ဂျားတွေကမှဒီလိုလက်ခံပြီးတော့ရိုက်ကူးတာဖြစ်တဲ့အတွက်တို့ကလည်းဒါတွေကို ခံစားရဖို့တော့သူတို့ကတွတ်ထားပြီးသားပေါ့နော်အဲအဲ့တော့ကျတော့ဒါကျွန်တော်ကတိတိယက်နဲ့လှုပ်တာလို့ပဲပြောရမှာပေါ့နော်အဲ့တော့မလုပ်အောင်ကျွန်တော် white collar လုပ်အောင် white collar တကယ်တူတူတန်တန်လှုပ်ရမှာပေါ့နော်လှုပ်ရမှာကျွန်တော်လူလူကိုစော်ကိုင်းလူလူရဲ့အမုန်းကဖြည့်ဆည်းမရှိဘူးဆိုတဲ့အကြောင်းကိုတော့လူလူကပြန်ပြရကျွန်တော်တော်လံပြည်သူရပြန်ပြရ white collar လုပ်ဘာမှလှုပ်စရာမလိုဘူး white collar လုပ်မယ်တကယ်အခုဒိန်းတော်ဖြစ်တယ်လူလူရဲ့အမုန်းလေလုံးဝဖြည့်ဆည်းမရှိဘူးလေဟိုဘက်ကကောင်းနေသူ့ကိုမတုံးဘူးလေ तू ပြောလို့ဘာနှစ်ဖက်ရှိတာလေဘက်ကနှစ်ဖက်တည်းရှိတာတဲ့ ျွန်တော်ရက်တဲ့ဘက်ကအစကျွန်တော်မသုံးဘူးဆိုတော့ခံလေဟုတ်တယ်မလားအဲအဲ့လိုပုံစံမျိုးဖြစ်အောင်ကျွန်တော်လှုပ်အောင်ပါဟုတ်တယ်ပေါ်စီစကားတော့မှဒီကောင်မရခံဘူးပြီးရောအဲအဲ့လိုမျိုးပေါ့အဲတော့လူတို့ကတကယ်ကိုအင်အားကြီးမားတဲ့ခွန်အားတွေရှိတယ်ပေါ့နော်ဘာမှလှုပ်ရှားမလို့ပဲနဲ့လုံးဝကွေးကောက်နေအောင်လှုပ်လို့ရတယ်ဗျာအဲ့တော့အဲ့ဥစ္စာကိုတော့ကျွန်တော်ပြီးပြီးပြင်းပြင်းဖြစ်အောင်တော့လှုပ်ဆောင်ကြစေခြင်းနဲ့ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်